အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆက်ပြီးပေါ်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အသားညိုတဲ့ရောင်မလေးတွေနဲ့ပြည်နေတဲ့ရောက်ခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ season တင်ဆက်သူအနာပါရွာတရွာမှာမနိုဟာဆိုတဲ့သူတယောက်နေထိုင်ပါတယ်သူကလေယာဉ်ဆိုင်ပြိုရှေလုံကန်လောက်ကြိုက်ပြီးသူပိုင်းဆိုင်နဲ့လေယာဉ်မြေများစွာရှိပါသည် သူ့မှာပိုင်ဆိုင်မှုတွေအများကြီးရှိတယ်ဆိုပေမဲ့သူ့ရဲ့အမွေကိုစက်ခံဖို့အတွက်တယောက်ကြားလေးတယောက်မှမရှိပါဘူး။သူ့ရဲ့မိန်းမကတော့မိန်းကလေးကိုရောက်မွေဖွားထားခဲ့ပါတယ်။တတယောက်ကိုလိုချင်တဲ့အတွက်မွေဖွားနေရင်မိန်းကလေးကိုရောက်ဖြစ်သွားတာပါ။မိန်းကလေးငယ်လေးတွေအကုန်လုံးကလည်းအသားညိုကြပါတယ်။မနှုတ်ဟရိရဲ့မိန်းမနောက်တစ်ခေါက်ကိုဝင်ထပ်ဆောင်ထားရပါတယ်။မိမရဲ့ဒီတစ်ခါမင်းတားရောက်ကြလေတရားမွေးဖွားလာပါစေဆိုပြီးတော့ဆူတောင်းဆန့်ကွာကျမအမြဲတမ်းဆူတောင်းပါရရှင် ဒါပေမဲ့ဖယားသခင်ပေးတဲ့အတိုင်းပဲဖြစ်မှလီအကြိမ်ကြိမ်ကိုဝင်ဆောင်ကြခဲ့ရတဲ့အခါမှာတော့အမျိုးသမီးဖြစ်သူလည်းတော်တော်လေးကိုအားနည်းနေခဲ့ပါပြီဒီတစ်ခေါက်မှလည်းချက်ကွန်တလာနောက်ထပ်သမီးတယောက်မွေးဖွားခဲ့တဲ့အခါမှာတော့အိမ်မှာပြဿနာတွေအကြီးအကျယ်တက်ခဲ့ပါတော့တယ်ဒုက္ခပဲငါတို့ဘလောက်တောင်မှဆူတောင်းခဲ့လေဘလောက်ပဲလှုပ်ခဲလှုပ်ခဲနောက်ထပ်မိန်းကလေးတယောက်ပဲမွေးဖွားလာခဲ့ဘာလို့ဒီလောက်တောင်မှဖယားသခင်ကငါတို့အပေါ်တိုက်ညာမှုမရှိရတာလဲဒီလိုစကားတွေကိုကြားခဲ့ရတဲ့အခါမှာချက်ကွန်တလာအတော်လေးဝမ်းနေသွားခဲ့ပါတယ် အကြောင်းကတော့သူမကသူမရဲ့ကလေးဆယ်ယောက်လုံးကိုအရန်ချစ်လို့ပါပဲ။တယောက်ကြဖြစ်သူကတော့လုံးဝအားမလျှော့ဖို့အတွက်စဉ်းစားထားတဲ့ပုံပါပဲ။နောက်ထပ်တစ်နှစ်ကြာသွားခဲ့တဲ့အခါမှာသူရဲ့အမျိုးသမီးနောက်တစ်ချိန်ကိုဝင်ဆောင်ထားခဲ့ရပါတယ်။ဒီမှာမင်းဒီတစ်ခါတာယောက်ကြလေးမမွေးပေးဖို့ဆိုလို့ရှင်တော့ငါမင်းနဲ့မင်းရဲ့သမီးတွေအကုန်လုံးအဲရနေမောင်းထုတ်ပြစ်မယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ရှကွန်တလာကတာယောက်ကြလေးတယောက်ကိုမွေးဖွားပေးခဲ့တဲ့အခါမှာတော့မနှုတ်ဟဲ့အရန်ကိုဝမ်းတောက်ပျော်ရွှင်သွားခဲ့ပါတယ်။ သူကသားလေးမွေးဖွားလာခဲ့တဲ့အခါမှာတရွာလုံးကိုထမင်းဖိတ်ကျွေးခဲ့ပါတယ်။တလားကြာတဲ့အထိကျွေးမွေးနေခဲ့ပြီးနောက်ဆုံးမှာတော့သားလေးရတဲ့အတွက်ဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့။ဒီလိုနဲ့သူ့သားလေးကအရွယ်ရောက်ရှိလာခဲ့ပါတယ်။ရိုဟန်ကအရန်ကိုချောင်းမောလာပပြီးအသားဖြူလုံးပေမဲ့သူရဲ့အမဆယ်ယောက်လုံးကတော့အသားမဲပြီးရုပ်ဆိုးလုံးကြပါတယ်။သူတို့ကိုသူရဲ့မိခင်ဖြစ်သူကလွဲလို့ဘယ်သူမှကလည်းမချေကြပါဘူး။ဒီရမှာတော့သမီးလေးတွေကပီဇာလောက်လာခဲ့ကြပါတယ်။ ဖေဖေဒီမှာဖေဖေစားဖို့အတွက်သမီးတို့ပီဇာလုံးလာခဲ့ပေးပါရစေ။နေတို့အတော်လေးစက်တီတုံးကြတယ်။နေတို့မျက်နှာတွေကိုငါမကြည့်ချင်ဘူးထွက်သွားလိုက်။ဒီလိုနဲ့မနိုဟာကတော့သူ့ရဲ့သမီးလေးတွေကိုအမြဲတမ်းပဲအရှာခွဲနေခဲ့ပါရစေ။ဒီမှာတော့ရိုဟန်ကလည်းမိန်ကလေးတယောက်ကိုသဘောကျနေတဲ့တွားခဲ့တဲ့အခါမှာတော့မနိုဟာရကသူ့သားလေးပြောရွှေမှုအကြားလက်ထပ်ပွဲကိုကျင်းသေးလုပ်ပေးပုတ်ကတိပေးခဲ့ပါရီလက်ထပ်ပြီးနောက်မှာတော့ချွေမလေးအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာရခတိဖြစ်သူကကြိုးစိုးပေးခဲ့ပါရီ ကဲလာချွေးမလေးရေနေရတော့ဒီမျိုးရိုးကိုစောက်ချောက်ပေးရမယ်သူပဲဒီမှာရှိတဲ့ပိုင်ဆိုင်မှုတွေအားလုံးကတော့နေ့ရက်ပိုင်းပဲလက်ထပ်ပြီးနောက်ကျမယောက်ျားပိုင်ဆိုင်မှုတွေအကုန်လုံးကျမပိုင်နေဆိုတာကပုံမှန်ပဲလေဒါသဘာဝပါပဲဘာမှအလောက်ထိထူးဆန်းတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူးအဖေရဲ့ဟုတ်တယ်အဖေ तू ပြောတာမှန်တော့လည်းမှန်ပါ रे ဟုတ်တယ်ဟုတ်တယ်ချွေးမလေးဒီနေ့နေ့ပထမဦးဆုံးမိဖို့ခံနေဝင်ရမယ်နေပဲနော်အိမ်မှာအလောက်တမအများကြီးရှိရတာနဲ့ငါ့ရဲ့ချွေးမလေးဘာဖြစ်လို့များမိဖို့ခံနေဝင်ပြီးထမင်းဟင်းချက်ပြုတ်ရမလဲ ကဲငါ့ရဲ့ချွေးမလေးပါတခုမှလောက်စီရမလို့ဘူးအိမ်မှာရှိတဲ့မိန်းကလေးတွေနင်တို့အားလုံးအမြန်ဆုံးထမင်းဟင်းသွားချပြုတ်လာခဲ့ကြတော့ဟုတ်ကဲ့ကောင်းပါပြီအဖေဒီနောက်မှာတော့ရှာလူရဲ့ရောင်မလေးတွေက ထမင်းဟင်းချက်ပြုတ်ပြီးတဲခင်အခန်းပေးလိုက်ပါတယ်မိသားစုတွေအားလုံးထမင်းစားတော့နေခဲ့ကြတဲ့အချိန်မှာညီမအားလုံးကရက်ကြည့်နေခဲ့ကြပါတယ်နင်တို့အခုဒီမှာဘာလုပ်နေကြတာလဲနင်တို့မျက်နှာတွေကငါထပ်ပြီးတော့မကြည့်ချင်ဘူးဒီကနေထွက်သွားလိုက်ကြတော့နင်တို့အခန်းထဲကိုဝင်သွားလိုက်ကြတော့လေသွားသွားသွား ရှင်ဘလို့ဖြစ်နေရလဲချွေးမော်လေးကအိမ်မှာရောက်နေပြီဘာဖြစ်လို့ချွေးမော်လေးအရှင်မှာကျမသမီးလေးတွေကိုရှင်အရှက်ခွဲနေရတာလဲသူတို့ကအလောက်သမားတွေမဟုတ်ဘူးနော်အိမ်ကသမီးလေးတွေပဲသူကငါရဲ့သမီးလေးတွေဖြစ်လို့အခုချိန်ထိနေကွင့်ပေးထားတာမဟုတ်ဘူးဆိုရင်တော့အိမ်ကနေမောင်းထုတ်ပြစ်လိုက်တာကြပြီနေသူတို့ကိုတလောက်တောင်မှချစ်နေတယ်ဆိုရင်တော့သူတို့ဒီကနေခေါ်ပြီးအမြန်ဆုံးထွက်သွားလိုက်တော့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူကနှလုံးရောဂါဖောက်သွားခဲ့ပြီးနေရာမှာပဲပွဲချင်းပြီးကွယ်လွန်သွားခဲ့ပါတယ် တမီးလေးတွေကတော့မိခင်ဖြစ်သူကွဲလွန်သွားခဲ့တဲ့အခါမှာအကြောလေးဝမ်းနဲ့နေခဲ့ပါတယ်။လောကကြီးမှာသူတို့ကိုချက်တာဆိုလို့သူတို့အမေကလွဲလို့လည်းဘယ်သူမှမရှိပါဘူး။အမေကလည်းဘာဖြစ်လို့တမီးတို့ထားပြီးတော့ထွက်သွားရတာလဲ။အခုအမေမရှိတော့ရင်တမီးတို့ဘာလုပ်ရမလဲမေ။တမီးတို့မရှင်ချင်တော့အမေရဲ့တမီးတို့လည်းအတူတူခေါ်သွားပါအမေနဲ့လိုက်ခဲ့ချင်တယ်။ကဲကဲကဲတော်ပြီတော်ပြီငိုယုံမနေကြတော့နဲ့နင်တို့ငိုနေလို့သူပြန်လာမှလည်းမဟုတ်ဘူးသူ့ကိုအမြန်ဆုံးပြီးတချို့ပေးရတော့မယ် ဒီနောက်မှာတော့မိခင်ဖြစ်သူကိုနောက်ဆုံးမိတဲ့ကြော်ပေးခဲ့ကြပြီးအိမ်ကိုပြန်လာကြပါတယ်။မိသားစုဝင်တွေအကုန်လုံးကပုံမှန်အတိုင်းဖြစ်နေခဲ့ကြပေမဲ့တမီးလေးတွေကတော့စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ဒီနောက်မှာတော့ရှာလူကလည်းဒီအိမ်မှာသူ့ရောင်မလေးတွေအလေးစားမခံရဘူးဆိုတော့ကိုတီးတွားခဲ့ပါတယ်။ဒါကြောင့်ရှာလူကလည်းသူ့ရဲ့ရောင်မလေးတွေကိုအမြဲတမ်းပဲအမိတ်ပေးစိတ်ခိုင်းနေပါတော့တယ်။လင်တို့အလုံးဒီနောက်လာပြီးငါ့ကိုချောင်းနှိပ်ပေးကြစမ်း။ဟဲ့ဘာပြန်ကြည့်နေကြတာလဲလာခဲ့လေ။ဒီအချိန်မှာတော့ဖာနှစ်ယောက်လုံးရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်။ ကဲဘာလုပ်နေကြတာလဲငါမိမပြောနေတဲ့အလုပ်တွေကိုတေချာလုပ်ပေးလိုက်လေနင်တို့ကငါ့ရဲ့အမရေလို့ပြောရမှာအရင်အဆက်တည်းသီလားအဖေဘာဖြစ်လို့တို့ကိုမွေးထားခဲ့ရတာလဲဗျာဘလို့လုပ်ရမလဲတားရဲ့မင်းကိုစောင့်နေရင်လည်းတို့အားလုံးမွေးဖွားလာတာအဖေလည်းမတန်နိုင်ဘူးဒီလိုနဲ့မိခင်ဖြစ်သူကွဲတော်သွားခဲ့ပြီးရဲ့နောက်သမီးလေးတွေအိမ်မနေရတာပို့ပြီးခက်ခဲကြတဲလာခဲ့ပါတယ်အညမတော်ညီမဆရာအလုံးကလည်းအတူတူပဲအကြံစီတစ်ခုကိုကြံစီခဲ့ကြတာပေါ့အမရေကျမရဲ့အဖေရောမောင်လေးရောရှောင်းမရောတယောက်မှလည်းမကောင်းကြအောင်နော် ကျမတို့အပြစ်တစ်ခုခုကျူးလွန်ထားတဲ့ပုံစံအတိုင်းကျမတို့ဆက်ဆံနေကြတယ်။အားရကြောင်ကျမတို့အခုချိန်ကစပြီးဒီအိမ်မှာမနေသင့်တော့ဘူးလို့ထင်နေ။အင်းဟုတ်တော့လေဟုတ်ပါရဲ့။ဒါပေမဲ့ဘယ်ဟိုသွားကြမလဲ။လောကကြီးမှာရှိတဲ့သူတွေအကုန်လုံးကျမတို့ကိုမုန်တီးယွန်ရှာနေကြမယ်ဆိုရင်တော့ကျမတို့တီးခံလို့ရပါတယ်။ဒါပေမဲ့ကိုမိသားစုဝင်တွေကမုန်တီးယွန်ရှာနေအောင်ကိုတော့ကျမတို့လည်းဆက်ပြီးမတီးခံနိုင်တော့ဘူး။မေရကျမတို့ကိုပညာရည်အများကြီးတောင်းလို့တင်ပေးခဲ့တယ်။ထမင်းဟင်းချက်ပြုတ်တောင်းရောချက်ပြုတ်တောင်းပါတင်ပေးခဲ့တယ်နော်။အဝေးချုပ်တောင်းလည်းတင်ပေးခဲ့တယ်။ အဲ့ဒါကြောင့်ပေါ်မှာတခုမဟုတ်တခုလောက်ပြီးတော့ရှင်တန်နေထိုင်နိုင်ကြပါသေးတယ်။ဟုတ်တယ်အခုအားလုံးအိပ်ပျော်နေကြတာဆိုတော့အခုပဲသွားကြရအောင်။ကျွန်တော်ကတော့နောက်မှပဲကြည့်လောက်ကြမယ်။ညီမတွေအားလုံးကလည်းတရရဝိစာတွေကိုထည့်ပြီးနောက်မှာတော့ညရင်ချင်းထွက်ခွာလာခဲ့ကြပါရီ။တညအားလုံးကမှတ်တိုင်တခုမှနေထိုင်ခဲ့ကြပြီးနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့ခါမှာတော့သူတို့နေထိုင်ဖို့နေရာတခုလိုက်ရှာခဲ့ကြပါရီ။သူတို့သွားနေနေပဲအစင်ချေပုံရက်ကွက်တခုကိုမြင်တွေ့ခဲ့ပါရီ။ညီမတွေကလည်းဒီနေရာလေးမှာတဲလေးထိုးပြီးနေထိုင်ခဲ့ပါရီ။ ညီမတွေကသူတို့တဲအိမ်လေးရဲ့အရှိဘတ်မှာပဲလက်ဖေးရည်နဲ့စမူစာဆိုင်လေးဖွင့်လဲရောင်းချခဲ့ကြပါရီသူတို့တဲအိမ်လေးတဲမှာတော့အဝတ်စားချုပ်တဲ့အလုပ်လေးကိုစတင်လုပ်ကိုင်းခဲ့ကြပါရီလူတချို့ကသူတို့ဆိုင်ကလက်ဖေးလာတောက်ကြပြီးအကြော်ရီကိုလည်းလာဝဲစားခဲ့ကြပါရီသမီးလေးတို့ရဲ့လင်တို့ဆိုင်ဖွင့်လိုက်တာအရန်ကောင်းနေသေးလားဒီရက်ကွက်ထင်မှာလက်ဖေးဆိုင်လည်းမရှိသလိုမျိုးအကြော်ဆိုင်လည်းမရှိဘူးအခုအစင်တက်ဖြစ်သွားတာပေါ့တစ်ဖက်မှာတော့တောင်ရောက်တာအိမ်မကျန်ရဲ့နေခဲ့ပါရီ တကယ်တော့ယောက်ျားရဲ့ရှင်ကလက်ထပ်လိုက်ပြီးဆိုတော့ပိုင်ဆိုင်မှုတွေအလုံးရှင်းနေမယ်နဲ့တွဲပြောင်းလိုက်တင်ပြီးရှင်းဖေကအေးအေးစစေးတရားအထုတ်ကျင့်ကြံနေတဲ့တပိုးအလုံးနေထိုင်သွားတင်တာပေါ့ရှင်ကျမတို့အိမ်မှာတိတက်နေကြတယ်လေလိုလိုလတ်လတ်ကိုမနေရဘူးဟုတ်တယ်နော်ဟုတ်တယ်မင်းပြောတာမှန်တော့လေမှန်တယ်ဒီလိုနဲ့နောက်နေ့မှာပဲရိုဟန်ကတော့သူ့အဖေနဲ့စကားပြောပြီးနောက်ပိုင်ဆိုင်မှုတွေအလုံးကိုလွှဲပြောင်းရှာရှူလိုက်ပါတော့တယ်အဖေကျွန်တော်အလုပ်တွေအလုံးကိုတေချာလုပ်နိုင်ပါတယ်အခုကျွန်တော်အလုပ်တွေအလုံးကိုကျွန်တော်ကိုယ်တိုင်ပဲလုပ်လိုက်တော့မယ် အဲ့ဒါကြောင့်အဖေကိုဟောက်ကိုပဲတနည်းအားသွားဖို့အတွက်စဉ်းစားထားလိုက်တော့နော်အခုအဖေကိုကျွန်တော်အတူတူမထားနိုင်တော့ဘူးဒီစကားလေးကိုကြားခဲ့ရတဲ့အခါမှာဖောက်ခင်ဖြစ်တော့ကအကြော်လေးအာအတင်သွားခဲ့ပါရီသူလည်းစိတ်ပြအောင်နဲ့စွာနဲ့ထိုင်နေတဲ့အချိန်မှာပဲချွေးမလေးကသူ့ရဲ့အဝတ်အစားအထုပ်ကိုလာပေးခဲ့ပါရီအဖေဒီမှာအဖေရဲ့အဝတ်အစားတော့အဖေစိုက်တဲ့နေရာမှာပျော်နေနော်သားနဲ့ချွေးမအင်ကနေမောင်းထုတ်ခဲ့တဲ့အခါမှာသူကရှောက်သွားနေခဲ့ရပါရီဘယ်ဟုတ်သွားမယ်မသိရတဲ့အစမှာသူကလည်းဘိုးဘွားရိတ်သားတစ်ခုကိုသွားလိုက်ပါရီ ဒီလိုနဲ့ဘွားခင်ဖြစ်သူကဘိုးဘွားဆောက်ရှောက်ရေးကေဟာမှာတောင်းနေခဲ့တဲ့အချိန်တစ်ခါမှသမီးလေးတွေရဲ့အလောက်ကင်ကအစင်ပြေချော်မွေးနေခဲ့ပါရီ။ကြော်သေးရပါ့။နင်ပြောတဲ့စကားနားထောင်ပြီးငါတို့အဲ့ဒီအိမ်ကထွက်လာခဲ့လိုက်လို့နော်။ငါတို့ရုပ်ကြောင်မဟုတ်ဘူးဆိုရင်တော့မှပဲငါတို့ရဲ့အရေးချင်းကြောင်အခုဆိုရင်တော့နင်ကတခုရလာပြီးအောင်မြင်လာခဲ့ပြီ။လောကကြီးထဲမှာကျမတို့လိုမျိုးလူမျိုးတွေကအများကြီးပဲရှိတယ်။အဲ့ဒါကြောင့်ပတ်စံတွေအများကြီးရှိလာပြီးဆိုတော့ကျမတို့အလှူတန်းလေးလုပ်ကြရအောင်လေ။ နောက်နေမှာတော့ညီမတွေအားလုံးကလည်းဘိုးဘွားရေးတာကိုသွားခဲ့ကြပါရီ။ကျမတို့ညီမတွေကကိုပိုင်းလုံခန်းလေးလုပ်နေရပါ။အခုကြောက်ခါရောက်နေတဲ့သူတွေကိုတွေ့တော့ကျမတို့အကူအညီပေးချင်လို့လေ။မင်းတို့လိုကလေးတွေအိမ်တိုင်းအိမ်တိုင်းမှာရှိနေမယ်ဆိုရင်တော့မိဘမဲဂီဟာရီဘိုးဘွားရေးတာတွေဆိုတာကရှိလာမှာမဟုတ်တော့ဘူး။ပတ်စံလှူဒန်းပြီးအားလုံးကလည်းအပြင်ကိုပြန်ထွက်လာခဲ့ကြပါရီ။ဒီအချိန်မှာပဲသူရဲ့ဖောင်းခင်ဖြစ်သူကိုတွေ့ခဲ့ကြရပါရီ။အဖေဒီကိုရောက်နေရဲ့အဖေလဲအဖေကိုကြမ်းလို့ဖို့အတွက်ဒီကိုလာခဲ့ရလား။ ကောင်းပါတယ်လေအဖေဘွားမှာကောင်းမွန်တဲ့အလုပ်တွေကိုစားလုံးနေပြီဆိုတော့ကောင်းတော့လေကောင်းတာပဲသူ့သမီးလေးတွေကိုတွေ့ခဲ့ရတဲ့အခါမှာတော့မနိုဟာလည်းမျက်ရည်တွေကျပြီးဝမ်းနဲ့လာခဲ့ပါတယ်အဖေစီမှာဘာမှမကြံတော့ဘူးသမီးလေးတို့ရဲ့အဖေဘာတွေကိုတော့ပြီးလှူဒန်းနေအောင်မလဲသားနဲ့အချွေမနှစ်ယောက်လုံးကအဖေကိုအင်ရနေပြီးတော့မောင်းထုတ်ခဲ့ကြတယ်အဖေဒီမှာနေစရာမလိုပါဘူးအဖေရဲ့ဘာဖြစ်လို့ဒီမှာနေမှလဲသမီးတို့နဲ့အတူတူလိုက်ခဲ့သမီးတို့နဲ့အတူတူနေကြမယ်လေသမီးတို့နဲ့အတူတူနေရမယ်ဟုတ်လားဒါနဲ့သမီးလေးတို့ကအခုဘယ်မှနေနေရတော့အဖေရဲ့လိုက်လာခဲ့ပါအရာအားလုံးသိသွားလိမ့်မယ်နော် ။တမီလေးတွေကသူတို့အိမ်ကိုဖောက်ခင်ဖြစ်သူကိုခေါ်ဆောင်သွားခဲ့တဲ့အခါမှာဖောက်ခင်ဖြစ်သူလည်းအံ့အားတင်သွားပါရည်။သူတို့ရဲ့စီးပွားရေးအခြေအနေကောင်းမွန်လွန်နေခဲ့ပြီးအိမ်ကလည်းအတော်လေးခံနာလွန်ပါရည်။တမီလေးတွေပေါင်းပြီးနောက်မှာတော့ဖောက်ခင်ဖြစ်သူကိုကောင်းကောင်းကယူဆိုင်ပေးလိုက်ပါရည်။အခုမှပဲအဖေနားလဲတော့တဲ့တမီတို့ရဲ့ဒါတရားမလုံးနိုင်တဲ့ကိစ္စတွေအားလုံးတမီတွေကလုံပြနိုင်နေနော်။ဒါတယောက်ကိုလိုချင်လို့အဖေယူသွားခဲ့တယ်။ဒီချိန်မှာမလို့ဟာရီရဲ့သားနဲ့ချွေမရောက်ရှိလာခဲ့ပါ ಬಿ ။ကဲကောင်းတယ်အဖေရဲ့အဖေအခုလိုမျိုးပြန်ပြီးနောက်ကျရသွားတဲ့အတွက်ကျမတို့လည်းဝမ်းသာပါတယ်။ ဒီမှာအဖေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးပြန်လာပေးရပါကျမတို့အခုလုံလောက်ခဲ့တယ်ဆိုတာကအဖေယောက်ျားလေးနဲ့မိန်းကလေးခွဲခြားတဲ့စိတ်ပျောက်သွားစေခြင်းလို့လုပ်ခဲ့ရပေးဟုတ်တယ်ကျွန်တော်မိမပြောလို့ကျွန်တော်ဒါတွေကိုလုပ်ခဲ့ရငငယ်လေးကရက်ကအဖေကျွန်တော်အရန်ချစ်တယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ကအရန်အချစ်ခံရတော့မာနထောင်လွားသွားခဲ့တယ်လीရှာလို့ကကျွန်တော်ကိုလမ်းမှန်ပြသပေးခဲ့တယ်ကျမရောင်မတွေကိုတမင်တက်တက်ကျမနှိပ်စက်ခဲ့ပြရဲဆိုတာကအဖေမြပြောင်းလဲလာမလားဆိုပြီးတော့ပါဒါတော့မှအဖေကစိတ်မဆိုးခဲ့ဘူးနော် ကျမရောင်မလေးတွေကိုကြည့်ပြီးကျမရန်ကိုတနာခဲ့တယ်သူတို့နောက်ဆုံးအင်္ဂါထွက်သွားရတာမှအဖေရတော့မမှုဘူးဒါကြောင့်လည်းကျမဒီအစီအစဉ်တွေကိုလုပ်ခဲ့ရပေါ့ဒီနောက်အားလုံးကလည်းပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားခဲ့ကြပါရစ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စပိန်အရှေ့ကြီးနဲ့မိန်ကလေးနဲ့ကတုံးမဆော်တဲ့ပုံမြင်ပဲဖြစ်ပါရစ်ရှာလို့ဆော်တဲ့မိန်ကလေးတယောက်အခုမှလက်ထပ်ပြီးရောက်ခမအင်္ဂါရောက်ရှိလာခဲ့တာပါချွေမလေးအင်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာပဲအိမ်မှာရှိတဲ့ဧည့်သည်တွေအကုန်လုံးကလည်း တော်သမီးအတက်လေးကိုကြည့်ဖို့အတွက်အမြန်ရောက်ရှိလာခဲ့ကြပါရဲ့။လင်းကြီးမဖြစ်တော့ကတော့အဝေးတစ်နေရာမှာရက်ကြည့်နေခဲ့ပြီးစဉ်းစားနေခဲ့ပါရဲ့။သူမလည်းဘာမှနားမလည်နိုင်အောင်ဖြစ်နေခဲ့ရပေါ့။သူတို့အားလုံးဘာဖြစ်သွားကြတာလဲ။ဘာဖြစ်ကုန်ကြလဲ။ငါဒီအိမ်ကိုရောက်လာတဲ့အချိန်တုန်းကတော့သူတို့ပုံစံတွေကဒီပုံစံမဟုတ်ကြပါဘူး။ရှာလို့ကဘာရင်းများအလောက်တောင်ကြောက်တနေလို့သူကိုပဲအားလုံးကကြည့်ချင်နေရတာလဲ။ငါလည်းသွားကြည့်ရမယ်။သူတို့မှနှစ်ထပ်အိမ်ရှိပါရဲ့။လင်းကြီးမဖြစ်တော့ကလည်းသူရဲ့ရောင်မလေးကိုကြည့်ဖို့အတွက်အပြေလွာသွားခဲ့ပါရဲ့။ ဒီအချိန်မှာပဲအောက်ထပ်ကနေအတန်းတစ်ခုကြားခဲ့ရပါတယ်။စာရီရမယ်နော်။အဝတ်စားတွေအများကြီးပဲပါတယ်။ဈေးတတတတနဲ့ဝယ်လို့ရတယ်။လင်းညီမဖြစ်တော့ကတော့သူ့ရောင်မလေးစီမသွားတော့ဘဲနဲ့ဝရန်တာကိုထွက်သွားခဲ့ပါတယ်။ပြီးတော့လည်းအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အဝတ်စားလှလှလေးတွေရောင်းနေတဲ့သူကိုတွေ့သွားပါတယ်။ကဲကဲကဲဒီမှာအကိုရေတကယ်ပဲစာရီကဈေးတတလား။အာဟုတ်ကဲ့ဟုတ်ကဲ့။ဒီစာရီတွေအကုန်လုံးကတရာဘူး၅ထည်ရပါတယ်။ဒါနဲ့အမကြီးအမကတော့အရန်ကိုချမ်းသာတဲ့အင်္ဂါမင်းကလေးတစ်ယောက်နဲ့တူတယ် ဒီစာရီတွေကအလောက်ထိကောင်းတာလည်းမဟုတ်ပါဘူး။ဟုတ်လား။အလောက်ထိပေါ်တယ်ဆိုရင်တော့ကျမလည်းမွေးချင်တော့ပါဘူး။သွားတော့သွားတော့။ဒီနောက်မှာတော့ကျမအိမ်ထဲပြေးဝင်လာတဲ့အခါမှာတော့အားလုံးကသတို့သမီးအသေးဆက်ဆက်လေးအနာမှာဝိုင်းအောင်နေခဲ့ကြပြီးသူမရဲ့ခြေလျားလှပါလို့နဲ့သမင်းတွေကိုကြည့်နေခဲ့ကြပါရဲ့။တားရေနေရတကယ်အရန်ကန်ကောင်းတာပဲနော်။နေမိမကသမင်းအရှေကြီးကိုပိုင်ဆိုင်ထားတယ်။သူ့သမင်းအရှေကြီးကလည်းလှပါလိုက်တာ။အတော်တော့ကလည်းရှင်ကျမတို့အဲ့လောက်ထိမချီးကျူးပါနဲ့။အခုကအတော်လေးများနေပါပြီ။ ဒီအချိန်မှာလိန်ညီမဖြစ်သူကဂျာကနေဖျက်ပြောလိုက်ပါရီဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်တယ်အားလုံးကဘာဖြစ်လို့အလောက်တောင်မှသူ့ကိုချီးကျူးနေကြတာလဲအလောက်ထိချီးကျူးစီရတော့လည်းမလို့ပါဘူးကျမတို့အားလုံးကဒီမှာကရုံးတွေဖြစ်နေရမှာမဟုတ်တာကျမတို့စီမှာလည်းသပင်တွေရှိတာပဲကျမတို့ရဲ့သပင်တွေကိုလည်းကြည့်ပါဦးဒီအချိန်မှာအတော်ဖြစ်သူကလည်းဝင်ပြောလိုက်ပါရီနေရသူရဲ့လိန်ညီမဆိုတော့သူ့ကိုမနာလို့ဖြစ်မှာထုံးစံမှာပဲလေငါနားလေပါရီကျမတို့ဘာဖြစ်လို့မနာလို့ဖြစ်ရမှာလဲ ကျမကခေါင်းလျှော်ရည်ကောင်းကောင်းမသုံးလို့ဒီထက်ပိုပြီးတော့ကောင်းတဲ့ခေါင်းလျှော်ရည်ကိုသုံးမယ်ဆိုရင်တော့သူ့ထက်တောင်ကျမစပင်တွေကပိုလှနေအောင်မယ်အမလေးချွေးမကြီးရဲ့နင်ပြောတဲ့ဟာသားတွေကတကယ်အရန်ကိုရှည်ရတာပဲဟဲ့အတိတ်ပဲလည်းမရှိဘူးနင်စပင်နဲ့ချွေးမငယ်လေးရဲ့စပင်ကိုရှင်းကြည့်လိုက်ပါဦးမိုးနဲ့မြေလောက်ကိုကွာချလွန်နေရနေမမြင်ဘူးလားနင်ညီမဖြစ်တော့ကလည်းတတော်လေးမနာလို့ဝင်းတို့စိတ်ကြီးပါလေသူမကလည်းဒေါသတစည်းနဲ့အခန်းထဲကိုဝင်သွားခဲ့ပါတော့တယ်ညမိုးချုပ်သွားခဲ့တဲ့အခါမှာတော့သူရဲ့တငယ်ချင်းတယောက်ကိုဖုန်းခေါ်ခဲ့ပါတယ် ဟဲ့ဒါနဲ့နင်တိဟဲ့တိုင်းဆေးစရာတဲရောက်များရှိလားငါတိုင်းဆေးစရာရှိကနေပြီးတော့ဆေးပင်ဆေးမြစ်တွေလိုချင်တော့ပါစပင်မှာထည့်ရတဲ့ဆေးပင်ဆေးမြစ်တွေလေစပင်ကိုတခါတည်းအားဖြစ်ပေးပြီးတော့အရန်ကိုရှေလျားတဲ့စပင်တွေကိုငါလိုချင်တယ်ဟဲ့ဟုတ်လားနင်လည်းစပင်ကိုအားဖြစ်ပေးမယ့်စီကိုလိုချင်တာလားငါကိုယ်တိုင်လည်းစပင်ကိုအားဖြစ်ပေးမယ့်စီလိုချင်လို့မနဲ့ဖြန့်ကြရင်တော့မလို့လေတိုင်းဆေးစရာကြီးတယောက်ရှိတယ်သူရှိကစီကိုလိမ့်မယ်ဆိုလို့ရှင်တော့စပင်တွေကအရန်ကိုနှမောင်းတန်းဆွမ်းလာတယ် နေလဲငါနဲ့အတူတူလိုက်မယ်ဆိုလို့ရှင်တော့ကောင်းတာပေါ့ငါကြွက်လဲဖွဲရသွားတယ်နေကြွက်လဲအဆင်ပြေသွားလိမ့်မယ်အေးအတော်ပဲဟဲ့နေသွားမယ်ဆိုတော့ကောင်းတာပေါ့ငါနေ့ကိုဖုန်းခေါ်လိုက်လို့တော်သေးရဲ့တိလားဒါဆိုရင်တော့နေအခုချက်ချင်းပဲလာခဲ့လိုက်လေငါတို့အမြန်ဆုံးသွားဖို့အတွက်ပြင်ဆင်ကြတာပေါ့ဒီလိုနဲ့တငယ်ချင်းဖြစ်သူနဲ့အတူတူသူကလည်းတိုင်းရင်းစေးစရာကြီးရှိကိုသွားခဲ့ပါရီသူတို့ကတောက်ထင်မှရှိတဲ့တိုင်းရင်းစေးစရာရှိကြီးကိုသွားခဲ့တာပါ ဆရာကြီးကလည်းတတော်နှစ်ယောက်လုံးအတွက်ဆေးပင်ဆင်းမြေတွေနဲ့ဖော်ဆက်ထားတဲ့သပင်အတွက်အားဖြစ်ပေးတဲ့အကောင်းမွန်ဆုံးစီပွေကိုပေးခဲ့ပါရီဒါနဲ့ဆရာကြီးရဲ့ဆရာကြီးရှိမှအဲ့ဒီစီကိုလိမ့်လိုက်တာနဲ့တခါတည်းအများရန်အတွက်ဂရုံးပြောင်ဖြစ်သွားစေမယ်ဆေးရောရှိလားဟဲ့နေယူနေလားဒါဘာလို့တာလဲဂရုံးပြောင်ဖြစ်သွားစေမယ်စီကိုနေကဘာဖြစ်လို့လိုချင်ရတာလဲအဲ့ဒီစီကိုယူပြီးတော့ဘာလို့မလို့တော့အေးရှိတယ်ရှိတယ်ငါစီမှာဂရုံးလုံးဝပြောင်သွားစေမယ်ဆေးလည်းရှိတယ်အဲ့ဒီစီကိုလိမ့်လိုက်မယ်ဆိုရင်တော့ခေါင်းမရှိတဲ့သပင်ပွဲတွေအားလုံးကျုပ်ပြီးတော့ဂရုံးပြောင်သွားလိမ့်မယ် ဟုတ်လားဒါဆိုရင်တော့ရအောင်ကောင်းတာပဲကျမောက်ပေးဒီလိုနဲ့ဆရာကြီးကတော့သဘင်ကျုပ်စိတဲ့ဈေးတွေကိုလည်းပေးလိုက်ပါတယ်။ဆက်ဆံပေးရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။ဒီအချိန်မှာလင်းကြီးမဖြစ်သူကပြောလိုက်ပါတယ်။ဒုက္ခပဲတကယ်ချင်းရင်ကအမြန်မြန်အိမ်ကနေထွက်လာခဲ့တာပတ်ဆံရေးယူဖို့အတွက်မိခဲ့တယ်။နေငါအတွက်လည်းတခါတည်းဆရာကြီးကိုပတ်ဆံပေးပြီနော်။အိမ်ပြန်သွားတဲ့အခါကျရင်တော့ငါနဲ့ကိုပတ်ဆံပြန်ပေးပါမယ်။ဒီနေ့အထိနေငါရဲ့ပတ်ဆံကိုဘယ်တော့ကပြန်ပေးဘူးလို့လဲ။ရော့ဆရာကြီးရေဒီမှာကျမရဲ့ပတ်ဆံ ရောက်ဆိုပြီးနောက်မှာတော့တငယ်ချင်းနှစ်ယောက်လုံးကလည်းအိမ်ကိုပြန်လာခဲ့ကြပါတယ်။မြောက်ဘက်ကြီးရှာလူအိမ်ပေါ်ကျနေခဲ့တဲ့အခါမှာလင်ကြီးမဖြစ်တော့အခန်းထဲဝင်ရောက်လာခဲ့ပြီးနောက်မှာတော့သပင်ကျော်စေတဲ့စီတွေကိုရောင်မလေးရဲ့ခေါင်းမှာလိမ့်ပေးသွားခဲ့ပါတယ်။နောက်နေ့မနက်မှလည်းသွားခဲ့တဲ့အခါမှာတော့ရှာလူရေမိုးချိုကောင်းရှော်နေခဲ့တဲ့အချိန်မှာပဲသူမသပင်တွေအားလုံးကျော်သွားခဲ့ပြီးကရုံးပြောင်းသွားခဲ့ပါတယ်။တမကောကိုဖန်ထဲမှာကြီးလိုက်တဲ့အခါမှာတော့မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ဒါဘလို့ဖြစ်ရတာလဲ။ငါ့ရဲ့အရောက်လာပါတဲ့စပင်တွေဘယ်လိုရောက်သွားတာလဲ။ဘလို့ဖြစ်ပြီးတော့ငါ့ရဲ့စပင်တွေအားလုံးချက်သွားခဲ့ရတာလဲထူးဆန်းလိုက်တာ အမကြီးအမဒီမလာကြည့်ပါအောင်ရှင်ကျမဘာဖြစ်သွားတာလဲမသိဘူးသဖြင့်တမွေးမှမရှိတော့ဘူးရှာလူကလည်းအော်ဟင်းကိုကျွေးနေတဲ့အပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့အပြင်မှာသူ့ရဲ့လင်ကြီးမှဖြစ်သူရှိနေခဲ့ပါတယ်သူကစိတ်ထဲကနေရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့နေသမီးတွေရန်ကိုလှရဲဆိုပြီးတော့နေမာနာထောင်သွားနေခဲ့တယ်မဟုတ်လားအဲဒါကြောင့်ဖယားသခင်နဲ့ကိုအပြစ်ပေးလိုက်တာဖြစ်မှာပေါ့နေဘာမှအလောက်ထိငိုနေတော့လည်းမထူတော့ဘူးဒီနေ့ရောက်ပြီးတော့နေအောက်ထပ်မှာပဲနေရမယ်နေအချိန်မီအပေါ်ချက်ကိုတက်လာပြီးတော့ထမင်းဟင်းချက်ပြုတ်ပေးရမယ် တကယ်လို့ဒါရီကိုမလုပ်ပေးနိုင်ဘူးဆိုရင်တော့နေရမီပေါအင်ကိုနေပြန်လို့ရတယ်။ရှာလူကတော့ရိုတော့ဖြောင်းမှတဲ့မင်းကလေးတယောက်ပါသူ့လင်ကြီးမပြောတဲ့စကားတွေအတိုင်းပဲသူ့လုံးနေခဲ့ပါရီ။အမေဟင်းချက်ပြောပြီးသွားတဲ့အခါမှာသူမပစ္စည်းတွေအားလုံးကိုယူပြီးအောက်ထောက်ကိုဆင်းလာခဲ့လိုက်ပါရီ။သူမမှန်လည်းမကြည့်တော့ပါဘူး။တရက်လုံးအခန်းထဲမှာပဲခြံပြီးငိုပဲငိုနေခဲ့ပါရီ။ရှာဒီဦးတို့ကအပြင်မှာအတော်လေးကိုအေးနေခဲ့ပါပြီ။အရှင်ဒါဘလို့ဖြစ်သွားတာလဲကျမဘာအပြစ်တွေများလုပ်ခဲ့လို့ကျမကိုအခုလိုမျိုးအပြစ်ခံကိုပေးခဲ့ရတာလဲ ။တခါမှလင်းကြီးမဖြစ်တော့ကသူ့စပင်သူ့မှန်ထဲမှာကြီးနေခဲ့ပါရီ။ဒီအချိန်မှာသူ့ရဲ့စပင်တွေကအရန်ကိုလှပလောနေပြီးတော့ရှေလျားနှမောင်တန်းစွားနေပါရီ။ဒါကြောင့်သူကလည်းသူ့ရဲ့စပင်တွေနဲ့ပတ်သက်ပြီးမာနထောင်လွှားလာခဲ့တာပေါ့။ရှာလို့ရဲ့အပေါ်ရက်ကိုတက်လာပြီးငါကြွလဖေးဖြော်ပြီးအကြော်ကြော်ပေးစမ်းပါဦး။ဟုတ်ကဲ့ဟုတ်ကဲ့လာပါပြီရှင်။ဒီလိုနဲ့ရှာလူကတော့အလုတ်သမားတသားသားဒီအိမ်မှာအဆင်ရှိပါတော့တယ်။သူယောက်ျားကလည်းသူ့ကိုတိတ်ပြီးအာရုံမစိုက်တော့ပါဘူး။တရမတော်လင်းကြီးမဖြစ်သူရဲ့တငယ်ချင်းကအိမ်ကိုလာလေခဲ့ပါရီ သူကရှာလူကိုတွေးခဲ့ပါတယ်။ဟဲ့အိမ်မဘသူများလဲ။တို့အိမ်မအိမ်ငါးတစ်တွေပါရီကိုငှားထားတာလား။သူကလည်းစိုက်ကယ်ကိုရက်ပြီးနောက်မှာတော့အပေါ်ချက်ကိုကြားသွားခဲ့ပါတယ်။နင်ဘာလာလောက်ကြလဲငါရှိကနေပတ်စံလာကြောင်းလား။နင်ငါ့ပတ်စံကိုဘယ်တော့မှပြန်ဆက်မှာမဟုတ်ဘူးဆိုတာကိုငါသိတယ်။တည့်ရတာနဲ့ငါဘာဖြစ်လို့နေရှိကပတ်စံတောင်းဖို့အတွက်ဒီကိုလာတော့မလဲဟဲ့။ဒါနဲ့ညုံကမေးစရာရှိလို့လာခဲ့တာ။ဘာဖြစ်လို့သပင်ကျုပ်စီရဲ့ဈေးကိုနေတောင်းယူလာခဲ့ရတာလဲ။အဲ့ဒီစကားကငါအရင်ကသိချင်လို့လာမေးတာ။ နေငါ့ရဲ့ဖုန်းကိုတော့ဘယ်တော့မှမကင်ဘူးလေပတ်စံပေးရမှာဆိုလို့ငါပြောပြမယ်နင်ဘယ်သူ့ကိုမှတော့ပြမပြောနဲ့နော်ငါ့ရဲ့လေညီမပေါ့သူတရင်ကိုရောက်လာတဲ့အချိန်ကစပြီးတော့ဆွေမျိုးတိုင်းဝိုင်းတွေပြီးတော့အိမ်ကြီးချင်းတွေအကုန်လုံးကသူ့ရဲ့သဘင်အရှေ့ကြီးကိုပဲချီးကျူးနေကြတယ်လေငါ့ကိုတော့ဘယ်သူမှဂရုတော့မဆိုင်ကြပါဘူးသူကသဘင်နဲ့ပတ်သက်ပြီးအတော်လေးမောင်းမှထောင်လွှားနေရတယ်ငါကလည်းအဲ့ဒီစီကိုဝယ်ပြီးတော့သူ့ရဲ့ခေါင်းမှအသုံးပြုပေးလိုက်ကြအခုအားလုံးကသူ့ကိုကြည်မရကြတော့ဘူးလေးစားမှုလည်းမရှိကြတော့ဘူး နေရလေဟဲ့အလောက်လောက်စီရလားလင်ညီမတိုင်ရောင်းစင်ဆိုတာကအခုလိုမျိုးနည်းနည်းပပတော့စကားများကြမှာပဲလေနေအခုလိုလောက်ကြတော့မကောင်းပါဘူးဟဲ့ဒါနဲ့နေရလေညီမဘယ်မှာလဲသူ့ရှာလို့လည်းမတွေ့ပါလားသူကအောက်ထပ်မှာပဲနေရလေငါတို့အောက်ထပ်မှာနေခိုင်းထားတယ်သူ့ရောက်ကလှလည်းမလှဘူးဆိုတော့ဘယ်သူမှလည်းသူ့မကြည့်ချင်ကြတော့ဘူးဒီစကားတွေကြားခဲ့ရတဲ့အခါမှာတကယ်ချင်းလဲဝမ်းနဲ့သွားခဲ့ပါလေဒီနောက်မှာတကယ်ချင်းကလည်းအောက်ထပ်ကိုဆင်းလာခဲ့ပြီးဝရန်တာကိုကြည့်လိုက်တဲ့အခါမှာဘယ်သူမှမရှိပါဘူးဒါကြောင့်သူကလည်းရှာလူရဲ့အခန်းထဲတတဲ့ရီလေးဝင်သွားခဲ့လိုက်ပါလေ ူကရှာလူနဲ့စကားတွေပြောဆိုကြည့်ခဲ့ပါတယ်။ကျမကအမရဲ့လင်ညီမဖြစ်သူရဲ့တကယ်ချင်းမှာသူနဲ့လာတွေ့နေနေအမနဲ့လည်းလာတွေ့လိုက်တာ။အော်ဟုတ်လား။ကျမလင်ညီမရဲ့တကယ်ချင်းပေါ့လေ။ဒါဆိုခဏထိုင်လေးလက်ဖေးဖြော်လာခင်မင်း။သူကတော့ဘလောက်တောင်မှသူရဲ့လင်ကြီးမကိုလေးစားလိုက်လဲကြည့်ပါဦး။ဘလောက်တောင်မှရိုးသားရမယ့်ကလေးကိုဘာလို့အခုလိုလှုပ်ခဲရတာလဲ။ငါတော့အကူညီပေးမှဖြစ်မယ်။ရှာလူလက်ဖေးဖြော်ခဲ့ပေးတဲ့အခါမှာနှစ်ယောက်တူတူထိုင်တောက်ခဲ့ကြပါရဲ့။ဒီနောက်မှာတငယ်ချင်းဖြစ်သူကလည်းရှာလူကိုအမှန်အတိုင်းပြောပြခဲ့ပါရဲ့။ဒီနောက်မှာတော့ ောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာမိန်းကလေးတစ်ယောက်နဲ့အတူတူရှာလူရောက်ရှိလာခဲ့ပါတယ်။မင်္ဂလာပါအမကြီး။ကျမတို့အလုပ်လုပ်နေတဲ့ကုမ္ပဏီကမော်ဒယ်တစ်ယောက်လိုအပ်နေလို့ပါ။ဒီပုံစံအတိုင်းဆိုရင်တော့ကျမတို့ရှာလို့ရတယ်။အမအရင်အောင်လဲလာတယ်လေ။ဒါပေမဲ့ကျမတို့ကုမ္ပဏီကကတုံးမတစ်ယောက်ကိုလိုအပ်နေကြတာ။ကျမရှာလူနဲ့စကားပြောကြည့်ပေမဲ့သူကတော့ညင်းလိုက်တယ်။ရှာလူရဲ့ညီမအရင်လိုပါကြည့်တဲ့အတွက်အလုပ်ကိုချက်ချင်းလာခံလိုက်ပါတယ်။နောက်နေ့သူကလည်းသပင်ကျုပ်စိတဲ့ဈေးတွေကိုလိမ်ပြီးသူ့ရဲ့ခေါင်းကကတုံးပြောင်းသွားခဲ့ပါတယ်။ ညနေခင်းမှာရှာလို့နဲ့သူတငယ်ချင်းနှစ်ယောက်လုံးပြန်တွေ့ဖို့အတွက်လာခဲ့ကြပါတယ်။ဒီမှာကျမတို့ဘာမှဒင်မမလို့အပ်ဘူး။အမလို့တဲ့အလုပ်တွေဘလောက်မှားခဲ့လဲဆိုတော့ကိုသိစေချင်လို့တမင်တတ်တက်လုပ်ခဲ့ရပဲ။ကျမတကယ်ချင်းကိုတမင်တတ်တက်ကရုံးပြောင်ဖြစ်သွားအောင်လုပ်ခဲ့ရမှာဟုတ်လား။သူ့ကိုအယံမနာလို့ဖြစ်နေခဲ့ရလိ။နေပါအောင်ဒီကိစ္စတွေအလုံးကိုနင်တို့အလုံးကဘလို့သိရလဲထောင်လဲငါ့ကိုပြောပြစမ်းမအောင်။ဒီအချိန်မှာသူတကယ်ချင်းရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရယ်။ဒီစကားတွေအလုံးငါကိုယ်တိုင်သူတို့ကိုပြောပြလိုက်ကြလိ။နေအောင်ငါတကယ်ချင်းဖြစ်ပြီးဘာဖြစ်လို့ငါ့ကိုတစ္ဆာဖောက်ရတာလဲ။နေအခုနားလဲပြီလား။ ကတောင်းဖြစ်နေလို့ရှင်ဘလောက်တောင်မှစိတ်ပြတ်အားငယ်ရလေဒီလိုနဲ့သူကလည်းသူ့ရဲ့အမားတွေကိုသဘောပေါက်နားလဲသွားခဲ့ပါရီရှာလူရဲ့ငါမှားတော့ပါရဲ့ဟာငါ့ကိုခွင့်တော့ပါငါမနာလို့အရန်ဖြစ်လို့လောက်ခင်မိရပါဆရာကြီးရှိမှဆေးကကောင်းတော့ရှိအောင်ပါပဲအေးသွားမယ်တတူသွားကြမယ်ဒါပေမဲ့ဒီတစ်ခေါက်နဲ့ပတ်စံအိမ်မေ့ကြမလားခဲ့နေနော်ရှာလူအတွက်ကိုလည်းနေပတ်စံပေးရမယ်နေမားခဲ့တာမဟုတ်လားအေးပါဒီတစ်ခေါက်ငါပတ်စံပေးမယ်နော်လမ်းမှာလည်းမဟုတ်ဝဲကျွေးမယ်ဟုတ်ပြီလား ဒီနောက်ဆရာကြီးကတို့ကိုစီအကောင်ဆုံးပေးခဲ့တဲ့အခါမှာဒီလောက်အတွင်တို့စမင်းအရှိအကြီးပြန်လည်ရရှိပိုင်ဆိုင်သွားပါရီအခုအားလုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားခဲ့ကြပါရီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်